မျိုးဖြစ်မဲ့ထင်တယ်အဓိကပေါင်နားမှာအဓိကစရတယ်ထင်တယ်ပေါင်ကနေဆိုင်းလူလက်ကိုကုတ်လိုက်မိတယ်ကုတ်ကပြီးတော့လက်ကနေတစ်ဆင်မျက်နှာကိုပုတ်မိလိုက်တာပေါ့နော်ဟိုဆိုင်းလူလေးအဲ့လိုမျိုးဖြစ်တဲ့ချိန်မှာလေးစိတ်ကိုအမြဲရှော့ထားတယ်ပြီးတော့စိတ်ကို positive ပဲတွေးတာပေါ့နော်ဟဲလို့ဖြစ်သွားမှတော့လည်းမတတ်နိုင်ဘူးပေါ့နော်ဘာလို့လဲဆိုကိုလည်းပဲဖြစ်ချင်မလဲဒီလိုဖြစ်သွားမယ်လို့ငါဆိုရင်တော့မှလေဘယ်သူမှမသိဘူးဆိုင်းလူ social media မှာတင်တဲ့အချိန်တော့မှဆိုင်းလူရဲ့လေးရမြောက်လာတယ်အဲ့လောက်ရှိသွားပြီ ။အားဟိုဒီနေ့ကတော့ Harry Public ရဲ့10 year anniversary ကိုတက်ရောက်ဖြစ်တာပါ။ဆိုင်လိုလည်းအများနဲ့လည်းစကလုံးမိကြဆိုတော့ပေါ့။ဆိုင်မော်တော့ Harry Public ဒီထက်မကပို့ပြီးတော့အောင်မြင်နိုင်ပါစေ။ပြီးတော့ဒီထက်ပို့ပြီးတော့လည်းဆိုင်ခွဲပေါင်းများစွာလည်းထပ်ပြီးတော့ဖြစ်နိုင်ပါစေလို့ဆိုင်လိုကဆုမကောင်းတောင်းလိုက်ပါတယ်။အားဟိုဒီစပင်လေးကတော့ဆိုင်လိုကပုံမှန်စပင်ကိုပေါ့နော်၃လတစ်ချိန်စပင်ပြောင်းလာတာကြိုက်တယ်။ ကားရိုက်ရှိရဆိုရင်တော့စပင်ကိုတော့အငြိမ်လေးတော့ပြောင်းတာပေါ့နော်။အဝတ်ဆောင်မှုကတော့ပြောစရာတော့မလိုဘူးပေါ့နော်။ surface ပြီးရင်ကောင်းလျှော်တာလေးတွေလည်းအရင်လည်းအဆင်ပြေတယ်။ပြီးတော့ဆိုင်လို့ဆိုရင်ဒီလိုမျိုး bleach လုပ်တယ်ပေါ့နော်။ပြောရမယ်ဆိုရင်စပင်စမ်းသားလည်းမပြတ်စေအောင်လည်းတခြားလေး use ဆိုင်ပြီးတော့လုပ်ပေးတာပေါ့နော်။အင်းဆိုင်လို့ကစပင်အယောင်ဆိုးတာရယ်ပြီးတော့ hair treatment လုပ်ပေးတာပေါ့နော်။ဆိုင်လို့ကစပင်ကခဏခဏပြောသလိုပဲပေါ့နော်။စပင်အယောင်ကိုခဏခဏ change တယ်ဒါပေမဲ့စပင်ကမပြတ်စည်းသွားဘူးပေါ့နော်အဲ့ဒါလေးတခြားလေးကိုယူဆိုင်ပေးတာရှိပါတယ်အာဟို ုတ်အဲသွားတိုင်းပေါ့နော်စိုက်ကုန်ဘယ်ထက်တော့နထောင်စကူစကူမထောင်လက်စက်ကလေးနဲ့ဆက်လုပ်ဖြစ်တာပေါ့နော်ဟဲလ်ပါဘရိတ်အဟုတ်အာဒီချက်မကပေါ့နော်မဆုစိုင်းခွဲပေါင်းများစွာဒီချက်ပို့ပြီးတော့ဖြစ်နိုင်ပါစေလို့စိုင်းလူကဆုမကောင်းတောင်းလိုက်ပါတယ်ရှင်ကျတော့မဆုံပေါ့နော်စိုင်းလူရဲ့စိုင်းလူ Facebook မှာတင်ထားတဲ့ဗီဒီယိုလိုမျိုးပဲပေါ့နော်အထူးကတော့ကိုကအားလုံးကို awareness ပြတဲ့အနေနဲ့တင်ပေးလိုက်တာပေါ့နော်အဲ့ဒီ dress sign ကိုလည်းအရင်လည်းကုသိုလ်လည်းရွာပါတယ် ဆိုင်လိုကိုတိုင်အပါဝင်ပေါ့နော်မိဖို့ကောင်တကယ်ကြောက်ဝင်မကြောက်ဘူးလားတစ်ခါမှလေမြင်လဲမမြင်ဘူးဦးကြားလဲမကြောက်ဘူးဘူးဒါပေမဲ့မနစ်ကအချိန်တုန်းကပေါ့နော်မေကသူ့ကိုဘန်ကောက်မှာမိဖို့ကောင်အစိတ်ကြီးဘယ်လိုမျိုးထိသွားတယ်ဆိုတော့ကြားဘူးတယ်အဲ့ဒီကလေးကလည်းသူကအရင် complain လုပ်တော့နားထဲမှာအများတန်းနားရီကြားနားကြားနားကြားမိနေတာပေါ့နော်မေကလည်းအများတန်းမိဖို့ကောင်ရဲ့သူ့ဟာအများပြောနေတော့ အဲ့ဒါလည်းရုတ်တရက်ပေါ့နော်ညဘက်မှာကိုလည်းဘသူကလည်းချင်မိမှာလဲနော်ဘသူမှကို့အိမ်မှာလည်းဖြစ်တယ်ပြီးတော့မထင်မှတ်တဲ့အချိန်တွေမှာဘလို့မှမထင်မှတ်ထားတဲ့အချိန်မျိုးမှာလည်းဖြစ်သွားတယ်ဆိုတော့လည်းလေအဆုံးပဲပေါ့နော်ဒါပေမဲ့စိုင်းလူတစ်ခုပေါ့နော်ကံကောင်းတယ်လို့ပဲပြောရမှာပေါ့နော်ဘာအကောင်ကိုက်သွားလဲဆိုတော့တခါတန်းပြီးတော့တန်းတိသွားတယ်အကျော်လို့ကိုတော့မသိဘူးဆိုရင်ဒီထက်ပိုပြီးတော့ဒီအင်းတခြားကကနနမသိဘူးဆိုပိုပြီးဒုက္ခရောက်ပါလေ ခဏပြောလို့ပဲပေါ့နော်ဆိုင်းလူကလေဘာအကောင်ကိုက်သွားလို့ကိုက်သွားမှန်းစဉ်းစားမိလဲမသိလဲမသိဘူးကိုကိုကိုပေါ့နော်မနဲ့ထလာတဲ့ချိန်မှာပေါ့နော် allergy များမိတာလားပြီးတော့ကိုဆိုင်းလူကအဲ့လိုမျိုးဒါပေမဲ့တတိထားမိလိုက်တာတော့ညဘက်မှာမိဖို့ကောင်လိုမျိုးအကောင်လေးနှစ်ကောင်တွေးမိလိုက်တယ်ဆိုတာပေါ့အဲ့ဒါနဲ့စိတ်ထဲမှာအဲ့လိုမျိုးဟာလို့မိဖို့ကောင်လားမသိဘူးဆိုပြီးတော့ဒေါက်တာရဲ့တွင်ကိုပဲဖုန်းဆက်လိုက်တာအဲ့ဒါနဲ့လည်း ခဏကစိုက်လို့ရဒီ Facebook မှာတင်ထားလို့မျိုးပဲပေါ့အဲ့လိုမျိုးဖြစ်သွားတာဒါဆိုရင်စိုက်လို့အခုဆိုရင်တော့သုံးပတ်လောက်တော့ရှိပြီထင်တယ်သုံးပတ်ပေါ့စက်ကိတ်ကနာလာနာလာဆိုတော့ဘယ်လိုဖြစ်ပြရမလဲပြောမယ်ဆိုဆက်ဆက်ဖြစ်ချင်းကတည်းကနေ မီးလောင်တယ်လို့မျိုးဖြစ်သွားတာပေါ့နော်ပူပြီးတော့ဆက်ပြီးလောင်နေတာတခုခုမီးလောင်တယ်လို့မျိုးပဲခံစားနေရတယ်အဲ့ဒီလိုကိုရတယ်ဒါတော့ပုံမှန်တော့မဖြစ်နိုင်တော့ဘူးပေါ့ allergy စားရတာလည်းအမှားလည်းမရှိဘူးတခုခုတော့ပြောင်းပါမယ်ဆိုပြီးတော့ပြီးတော့ဆယ်နှစ်ကြာအောင်ဆေးရုံကိုအမြဲသွားပြီးတော့ဒီ allergy စိတ်သွားထိုးလိုက်တော့ပေါ့နော် စိုက်ရော်လေးအဲ့လိုမျိုးဖြစ်တဲ့ချိန်မှာလေစိတ်ကိုအမြဲရှော့ထားတယ်ပြီးတော့စိတ်ကို positive ပဲတွေးတာပေါ့နော်ဟဲ့လို့ဖြစ်သွားမှတော့လည်းမတတ်နိုင်ဘူးပေါ့နော်ဘာလို့လဲဆိုကိုလည်းပဲဖြစ်ချင်မလဲဒီလိုဖြစ်သွားမယ်လို့အဲ့ဒီတော့စိတ်ကိုအကောင်းဆုံးပဲကွာအမှန်တမ်းပြောရမယ်ဆိုရင်စိုက်လို့ဖြစ်တုန်းကဆိုရင်တော့မလေးဘယ်သူမှမသိဘူးစိုက်လို့ social media မှာတင်တဲ့အချိန်တော့မစိုက်လို့လည်းလေးရမြောက်လားအဲ့လောက်ရှိသွားပြီစိုက်လို့ကခုပါလာကိုတယောက်တည်းပဲအိမ်မှာပဲဘယ်လိုမျိုး ပါတာကိုလုပ်နေရပါတော့ချိတ်တော့ချိတ်တော့မဟုတ်ဘူးပေါ့နော်ဆရာဝန်နဲ့တရားပြောတယ်ဒါပေမဲ့ခဏပြောလို့ပဲပေါ့နော်အဲလိုစားဖြစ်ကြတဲ့ကနေအားလုံးတွေ့ပေါ့နော် awareness ဖြစ်သွားရအောင်ပေါ့နော်ဗီဒီယိုလေးတော့ရိုက်ထားလိုက်မယ်ဆိုတော့အဲ့လိုမျိုးလေးနဲ့ဖြစ်သွားလိုက်တာမှန်တော့တောက်လျှောက်ကြည့်တယ်ဆန်းလိုလေးမှန်ကိုပဲအဲ့လိုမျိုးကြည့်ပြီးတော့လဲလေရုပ်ကလေးတဖြည်းဖြည်းနဲ့ပြောင်းလာတာလဲလေအေးပထမ3ရက်နဲ့4ရက်ကတော့အဆိုးဆုံးပဲ9ရက်မြောက်တဲ့နေ့မှာတော့နည်းနည်းလေးတော့သက်သာသွားတယ်ပြီးတော့တေချာလေးလည်း ။ဆိုင်ကလည်းအလှလည်းကြိုက်တယ်ဆိုတော့လည်းပို့ပြီးတော့လည်းဂီယူဆိုင်တယ်အသေးချာကိုထိတ်ခဲလဲလုပ်တယ်။ပြီးတော့အဲ့ဒီဖြစ်နေတဲ့အချိန်မှာပေါ့နော်ဆိုင်ကလည်းဘာမှမစဉ်းစားဘူးကိုယ်တန်စိတ်ပျော်ရွှင်စေမယ့်အရာပေါ့ဆိုင်ကအဲ့လိုမျိုး on pieces လေးလည်းလုတ်ဖြစ်လိုက်တယ်။အိမ်မှာတမိုးရှိတဲ့အချိန်ကိုပေါ့နော်ဘာမှဘယ်အချိန်ပြောက်မယ်မလဲမသိတော့လေအဲ့လိုမျိုးတော့ရှိတယ်။ဒီနေ့အောင်လာတော့ကြာတော့ပေါ့နှစ်ပတ်ကျော်သုံးပတ်သုံးပတ်နေပါတော့ပေါ့အဲစတက်ဖိုင်ဒီပတ်ချန်ဖြစ်သွားဒီပတ်ချန်ပြီးတော့ပြောမယ်ဆိုရင်ဆိုင်ကလည်း ဒီပေါင်မာလည်းဖြစ်တယ်လက်မာလည်းဖြစ်တယ်ဒီမှာဆိုလက်ကအမရွတ်တယ်ဒီပေါင်မာလေးဖြစ်တယ်ဒါပေမဲ့ပေါင်မကျတော့ဗီဒီယိုမှာလည်းကိုလည်းမပြောဖြစ်တော့ပါဘောနော်ပေါင်မာလည်းပေါင်မကျတော့အနေရွက်ကပိုကြံခဲ့တယ်ဒီဖိုင်လိုပဲမျက်နာက healing ကအရင်လက်မြန်သွားတယ်အားလုံးရဲ့စုတောင်းပေးစကားကြောင့်မဟုတ်လို့ထင်တယ်တကယ်ကိုအားလုံးရဲ့ blessing ကိုတကယ်ကိုရခဲ့တယ်အရင်လက်တကယ်အရင် appreciate ဖြစ်တယ်ပေါ့နော်ဟုတ်တယ်ဖိုင်လိုအရင်လက်ခဏပြောသလိုပေါ့နော်ကုသိုလ်ရသွားတာပေါ့နော်အကုန်လုံးမိဖို့ကောင်ရဲ့အားလုံးကိုဘယ်လိုမျိုး view site ပြီးတော့တတိထားရမယ်ဆိုတာသိသွားတယ်အဓိကဆိုင်မှာကလေးလေးတွေကိုပို့ပြီးတော့ view site ခန်းစီချင်တာပေါ့နော်ဆိုင်လူတို့မျိုးလူကြီးတောင်မှဒီလောက်ထိဒုက္ခခံစားရတာပေါ့နော်ကလေးတွေဆိုရင်တော့မှမစင်စားရက်เสียရပဲဆရာဝန်ပြောတာတော့လေအကောင်ကလေ तू ကကြိုက်တာတော့မဟုတ်ဘူးလေ तू ကလေသူ့နာနေသူ့ရဲ့အစိတ်ကြီးအဲ့လိုမျိုးခံလိုက်တာပေါ့နော်သူတို့လည်းသူတို့ကိုယ်တိုင်သူတို့ protect လုပ်တယ်ထင်တယ်အဲ့ဒီအစိတ်ကြီးပေါ့နော်အဲ့လိုမျိုးဖြစ်မဲ့တဲ့အဓိကပေါင်နားမှာအဓိကစရတဲ့ခြင်းပေါင်ကနေဆိုင်လူလက်ကို ကုတ်လိုက်မိတယ်ကုတ်ကပြီးတော့လက်ကနေတစ်ဆင်မျက်နှာကိုပုတ်မိလိုက်တာပေါ့နော်အဲ့တော့ဆိုင်ပြောသလိုပဲပေါ့နော်ဒုက္ခဆိုတာတစ်ချိန်ကဒါတစ်ချိန်ကျရင်ဟာတာဖြစ်လာမယ့်အရာပဲအဲ့ဆိုအခုဆိုရင်တော့မအားလုံးကလေဆိုင်လိုဤဒီဘောကောင်ဆိုပြီးတော့ဝိုင်းပစနေတာလည်းတွေ့ရတာဆိုင်လိုအမရွတ်ချန်တယ်ဒါကအမရွတ်ချန်တယ်အခုကဒါလေ impression ကမိတ်ကလေးဟာပေးပြီးတော့လုံးဝသူ့ရဲ့မိတ်ကအစွမ်းနဲ့အရန်ကိုဖုံးထားတာအမရွတ်ကတော့ကြံသေးတယ်ဘယ်လိုရလဲ အပြောက်တာတော့အဲ့ပေါ်အချိန်တစ်ခုတော့ပေးရမှာပေါ့ဒါလို့လဲဆိုတော့မျက်နှာတစ်ခုလုံးလဲဟိုဟာလေလောင်သားလိုမျိုးဖြစ်သွားတာလေဒါပြည့်ရတဲ့ညမျက်နှာမှာလုံးဝမလို့ရှာလို့မရတော့ဘူးလို့ပြောနေကြတယ်အဲ့တော့ရှိတယ်ဆိုင်လိုရဲ့တကယ်ဟိုဟာပေါ့တစ်ဖြည်းဖြည်းနဲ့တော့ပျောက်လာမှာပေါ့နော်ခုဆေးလဲလိမ့်တယ်တောက်ဆေးရလဲတောက်ဆေးကတော့ခုချိန်ကတောက်တောက်နေတာပေါ့နော်အပြည့်ကြီးမှာကြတော့ဗာလေးအချောင်ချင်ရတာမျိုးရှိတယ်။အဲ့လိုတော့ရှောင်ချင်ရတာတော့မရှိဘူး။အကုန်လုံးပဲဗာမဖြစ်ဘူးစိတ်ကိုပျော့ပျော့ပဲထားတယ်။ ဟုတ်တယ်ဟုတ်တယ်ကိုပါလာကိုတယောက်တစ်ခါလုပ်ခဲ့တာအဲ့ဒီအချိန်ကစိုက်ကိုတွက်တာတော့လေတကယ်ကို nightmare ပဲအိမ်မက်ဆိုလိုမျိုးပဲဒါပေမဲ့အကောင်းဆုံးတော့ကျော်ဖြတ်သွားပိုင်ခဲ့ပါတယ်ကောင်းပြီအဟုတ်အစိုက်ကိုပေါ့နော်ဒီအလုံးတွက်လည်းအများကြီးပေါ့နော်ချပြစရာလည်းနိပညာလည်းအများကြီးလည်းရှိပါသေးတယ်ဟုတ်ပြီးတော့အခုပေါ့နော်ဒီလာမယ့် October 31ရက်နေ့ကျရင်စိုက်လူ ဘူးလို့စက်မှာပေါ့နော်စိုက်ကကိုယ်တိုင် host လုပ်ပြီးတော့ Halloween event လေးလုပ်ထားတယ်ပေါ့နော်အဲ့ဒါလေးလည်းရှိပါတယ်ဒါလည်းအကုန်လုံးကြားရတယ်အဲ့ခါကျတော့လည်းအော်လို့ကိုယ့်ကိုယ်လုံးတော်များများချစ်ပြီးတော့အကုန်လုံးဝိုင်းပြီးတော့စိတ်ပူပေးကြတာပဲလို့အဲ့ခါကျရင်အားလုံးရဲ့သူ့ရဲ့မေတ္တာတွေအကုန်လုံးတွေ့ရှိရတယ်ပေါ့နော် ။အာဆိုင်ယူကတော့တို့တို့ကကြတော့လေမိုးတွင်းမှာတော့ဥပ္ပူတယ်ပြီးတော့စောင်းတွင်းကျရင်တို့ကပောက်တယ်ပေါ့နော်။အဓိကတို့တွေကမီးကိုကြိုက်တယ်။အဲ့ဒါကြောင့်လေမီးပိုးကောင်လို့ပြောတာဖြစ်မယ်ပေါ့နော်။အဲ့ဆိုတော့တေချာလေးပြူးဆိုင်ပါပြီးတော့မီးလေးတေချာလေးတွေပိတ်ဖို့ပေါ့နော်။ဟုတ်